တောင်ကမအသက်မပြည့်သေးတဲ့တမီးကိုအရမပြုကျင်ခဲ့တဲ့ဖခင်ထောင်နဲ260ချမ်းမှတ်မင်္ဂလာပါပေါ်ရီယူပိုင်းစော်နိုင်ငံနေကျေးဇူးပါတယ်ဒီကမှာတော့တောင်ကမအသက်မပြည့်သေးတဲ့တမီးကိုအရမပြုကျင်ခဲ့တဲ့ဖခင်ကိုထောင်နဲ260ချမ်းမှတ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကောတိုင်းတောင်ကမြို့နယ်မှာအသက်12နှစ်အရွယ်တမီးကိုအရမပြုကျင်ခဲ့တဲ့ဖခင်ဖြစ်သူကိုတောင်ကခရိုင်တရားရုံးကထောင်နဲ260ကြားခံမှု အမိန်ချမှတ်လိုက်တယ်လို့သိရပါတယ်။ဖခင်ဖြစ်သူတရားခမ်းမောင်းခိုင်းခေါ်ဇောခိုင်းဆိုသူကိုပြစ်မှုကျုံးလုံးကြောင်းထင်ရှားတဲ့အတွက်တာငူခရိုင်တရားရုံးကနိုဝင်ဘာလ20ရက်နေ့မှာရာဇသက်ကြီးပုံမှန်3061ရအလောက်ကျန်းနဲ့ထောင်နဲ့260ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရားခမ်းကိုကြီးလေးတဲ့ပြစ်ဒဏ်ပေးနိုင်မှုဆွဲချက်နှစ်ခုတင်ခဲ့တော့306ပုံမှတ်တစ်ခုတည်းလို့ပဲပြစ်ဒဏ်တွေထပ်ထပ်ချလိုက်တာလို့သိရတယ်။အဲဒါကြောင့် ပုံမှန်တစ်ခုတည်းနဲ့ထောင်နဲ260ရှိသွားတာပါအဖေဖြစ်ပြီးတော့ကိုသားသမီးကိုလောက်ရတာရုံမာနောနာဒီထက်မကကြားတယ်နဲ့ကိုသားသမီးကိုကိုတိုင်းကာကွယ်ရမှာဟုတ်ခုလိုလူမဆန်စွာလောက်တာသေရန်တောင်ပေးတင်တာပါခုလို260ချရလဲသူ့အတွက်ထောင်နဲ့သေဖို့ပဲရှိပါတယ်ဒီလိုလူမျိုးတော့လုံငယ်ညွေတဲ့ဘယ်တော့မှထက်မလို့ပေးပါနဲ့လို့တောင်းဆိုပါတယ်တာငူဒေသခံကပြောကြခြင်းဖြစ်ပါတယ် ။ဖြစ်စဉ်ကတော့တောင်ကုန်မြို့နယ်ဒေါ်ရင်ကျေးရွာအုပ်စုမှာဇူလိုင်လ6ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အသက်12နှစ်အရွယ်သမီးနဲ့14နှစ်အရွယ်သမီးနှစ်ယောက်ကညာဘက်မှာနေနဲ့အတူအိတ်နေချိန်မှာဖားခင်ဖြစ်တဲ့သူကသမီးကြီးကိုခေါ်ပြီးအဓမ္မပြုဖို့ကြံစီရမအောင်မြင်တဲ့အတွက်သမီးငယ်ကိုထပ်မံခေါ်ယူကအဓမ္မပြုခြင်းရဲ့လို့သိရပါတယ်။ကလေးတွေကအဓမ္မကျင့်ခံရတာကိုသူ့ဖားဖြစ်သူကိုပြောပြတော့မှ အဖကရဲစကန်းမှာတိုင်လိုက်တာရဲတွေကဖေကိုဖမ်းပြီးစစ်ဆေးတယ်ကလေးတွေကလည်းလူမှုဝန်ထမ်းကတာဝန်ရှိသူတွေနဲ့တွေ့ပြီးအချိန်တင်မေးမြန်းပြီးရုံးတင်လိုက်တာပဲကလေးအမေကမရှိဘူးအဖေနဲ့ပဲနေကြတာဒီလိုလူမျိုးကအဖေမခေါ်လိုက်ပါဘူးလို့ဖြစ်စဉ်ကိုသိရဒေတာခံကပြောကြပါတယ်အရမပြုတ်ကျခဲ့တဲ့တေခံဖြစ်သူဖခင်ကိုတော့ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ရက်မှာပဲဒက်ဆိုင်ရရဲစကန်ကဖမ်းဆီးကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတယ် ဖန်စီပီလေးလားကျော်ကြာမှာထောင်နဲ့ချမှတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တန်ကုခရိုင်တွင်းကအရမပြုတ်ချင်းမှုတွေနဲ့ပတ်သက်ပြီးဂျွလွန်သူတရားခဏ်တွေကိုခရိုင်တရားသူကြီးကထောင်နဲ့တေတန်တသက်လို့ရမရှိနှစ်ရှစ်ထောင်နဲ့တွေအတိအသေးအမိန်ချမှတ်မှုတွေရှိတာတွေ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလမှာဆိုရင်တန်ကုခရိုင်ထန်းတော်မြို့နယ်မှာအသက်မပြည့်သေးတဲ့12နှစ်အရွယ်သမီးကိုအရမပြုတ်ချင်းခဲ့တဲ့အဖေကိုတန်ကုခရိုင်တရားရုံးက ထောင်နဲ့အနှစ်40ချမှတ်ခဲ့ပါတယ်။ဇူလိုင်လမှာဆိုရင်လည်းတောင်ခရိုင်တရားရုံးကအခိုးမျိုးနယ်မုတ်တလကျေးရွာအလကခွဲကျောင်းမှာဖြစ်ပွားခဲ့တဲ့ကျောင်းသား18ယောက်ကိုအလုံးမတူပဲလိန်တူအာရမပြုကျင်ခဲ့တဲ့ကျောင်းစရာတက်စော်အောင်ကိုထောင်နဲ့အနှစ်40မိန်ချမှတ်ခဲ့ပါတယ်။ဇွန်လ28ရက်မှာဆိုရင်လည်းအောက်တွင်းမျိုးနယ်မှာအသက်9နှစ်အရွယ်ကလေးမလေးကိုမွေးစားပြီး အသက်သေးသေးတဲ့အထိ ရင်းနှီးမှုနဲ့လောင်းလက်သေးနဲ့ထိုးပြီးအာရမပြုကျင့်ခဲ့တဲ့ဝေစာမိဘနှစ်ယောက်ကိုထောင်နံတသက်လွတ်ရမရှိကြားခံစေဖို့အပြင်နောက်ထပ်ထောင်နံ29နှစ်ပါတေးကြားကြားခံစေဖို့တောင်ငူခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်